အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေသီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးကတော့ဖောက်ပြန်တတ်တဲ့အမျိုးလိုမျိုးရတဲ့ဇလန်းတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကွန်းရဝယ်စားသူပါတဲ့ချိန်မလို့လိုင်းမော်တက်ပြီးတော့ချစ်သူလေးနဲ့ချူဖို့ဖုန်းကိုကင်လိုက်ပါတယ်လိုင်းဖွင့်ပြီးတဲ့ခဏထောက်ကြည့်လိုက်တော့မောင်းကိုရမ်းချစ်တယ်ဆိုတဲ့စာကို ပို့ထားပါတယ် ျွန်တော်ရဲ့မျက်နာကပြုံးလို့ပေါ့ကျွန်တော်စာပြန်ရိုက်လိုက်ပါတယ်မောင်ကလည်းမကိုချစ်ပါတယ်စာရက်ပြီးလို့နေတော့မှ ဆိုင်ရှိကိုဆိုင်ကယ်တစ်စီးကထိုးရက်လာပါတယ်ကိုဟင်းရီ92နဲ့900ဘူးလောက်ပါကွာအေးအေးအလုတ်လာပြီဖြစ်လို့လက်အိတ်ကိုစုပြီးကုန်းရွက်တွေကိုချစီလိုက်ပါတယ်ကျွန်တော်လိုင်းတော်မပိတ်ဖြစ်ပါခဏကြာတော့ကိုဟင်းလိုင်းဖွင့်ထားတာလားဟေးဟေးစူပါတော့ကွာ ချစ်သူလေးနဲ့ပြောနေတာဟာကိုဟေးကလေမိမနဲ့ပဲတိန်နေနေတာဘယ်ချင်းပြော့ပြော့ပေါ့ဟာငါကောင်ညာတုံးမကွာအဲ့ဒါကြောင့်ခုလို Facebook ခကြီးထဲမှာမင်းတို့မိမမရတာချစ်သူဆိုတာအစ်စ်ကွာလူမသိသူမသိပေါ့ကွာပကိုးဘက်ကလို့ပြောတယ်ကောင်မလေးကချော့တာပြီးမှငါတက်ပုံပြမယ်နေပါစေကိုဟင်းညာနောက်တစ်ခေါက်မှပဲကြည့်တော့မယ်အလုပ်လေးရှိသေးလို့ကျော့ပဆန်900တွားတော့မယ်အေးပါကွာ ကွန်းရရပြီလို့ကျွန်တော်ဖုန်းကိုပြန်ကောက်ကင်လိုက်ပါတယ်တစ်ဖက်ကစကားပြန်မပြောလို့စိတ်ဆိုးနေတဲ့ပုံစီမဆိုးပါနဲ့မရင်ချွေဆိုင်ကဝန်ထမ်းကအစ်စ်ဆိုတော့တိတ်ပြီးတော့မသိဘူးလေဒါကြောင့်ရှင်းပြနေတာပါဆိုင်မာကဝမ်ဖိုင်ဖွင့်ထားတော့လိုင်းမပိတ်မိတာစိတ်မဆိုးနေတော့မှကျွန်တော်ပြန်ပို့လိုက်ပါတယ်တစ်ဖက်ကစိတ်ဆိုးပြေသွားပုံရတယ်ခဏကြာမှတော့ဆိုင်ရှိကိုဆိုင်ကယ်တစည်းကထိုးရလာပါတယ် ကိုဟင်းရင်မမာစင်းနဲ့တထောင်ဘိုးလောက်နှစ်စင်းများများထည့်မယ်အင်းမပြောပြီးကျွန်တော်လက်အိတ်ဆိုပြီးကုန်းရွက်တွေကိုစီလိုက်ပါတယ်ကျွန်တော်ကုန်းရရနေတော့ကိုဟင်းရအခုမှသတိရတယ်မိမိမအကြောင်းပြောမလို့မိမအတန်ကိုကြားလိုက်တာနဲ့ကုန်းသီးစိတ်တွေစီချနေတဲ့ကျွန်တော်လက်ကချက်ချင်းဆိုသလိုရက်သွားပါတယ်မင်းစိတ်တော့မစိုးနဲ့တော့ငါမင်းကိုပုံတပုံပြမယ် ကျွန်တော်ယင်နေတဲ့ကနေထခုံသွားသလိုခံစားလိုက်ရပါတယ်ဇနီးအကြောင်းကိုပြောတယ်ပြီးတော့မှပုံဆိုတော့ကျွန်တော်ရဲ့သိချင်းစိတ်ကထိမ့်လို့ကိုမရတော့ပါဘူးမြင်မြန်ပြကွာဘာပုံလဲအင်းပါကွာခဏလေးပါကဲရော့ရပြီသူပြလိုက်တဲ့ပုံကကျွန်တော်ခေါင်းနှစ်ပန်းကြည့်တော့ပါတယ်ဒေါသစိတ်တွေလည်းထောက်ကနေထထသွားပါတယ် ပုံကကျွန်တော်မိမနဲ့ဘယ်ကမှမသိတဲ့ယောက်ျားတစ်ယောက်ရဲ့ပုံကိုကက်ထားတာနှစ်ပုံကို တပုံဖြစ်အောင်လှူထားတာပါဓာတ်ပုံနှစ်ပုံရဲ့ကြားမှာအသေးပုံကပါပါသေးတယ်ဒါကူမင်းကဘယ်ကရတာလဲကျွန်တော်အတန်ဒီတုံနေပါတယ်ကျွန်တော်စိုးရင်စိတ်တွေကအလွန်များလွန်နေတယ်ဒီကောင်ကသူ့အကောင့်မှာတင်ထားတာကွာဒီကောင်အကောင့်နဲ့ငါက friend ဖြစ်နေတော့ဒီနေမှာတော့မဟုတ်ဘူးဘလို့ဖြစ်ဖြစ်ကွာစိတ်လက်မှန်ပါတော့မလုံနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါ မိမသမီးတွေလည်းရှိနေတာပဲသမီးလေးမျက်နှာထောက်ပါအေးပါကွာကျွန်တော်ဒီနေ့ဆိုင်ဆော့ဆော့ပြေးလိုက်ပါတယ်ကျွန်တော်ဇနီးကမြို့တဲကဖုန်းဆိုင်မှာအယောင်စည်းရီးမှလုပ်ပါတယ်ဖေဖေမေမေရဲ့ကျွန်တော်တို့မိသားစု၃ယောက်ရေနေပါတယ်သမီးလေးက KG တက်နေပါပြီကျွန်တော်ပြန်ရောက်တော့ကျွန်တော်ဇနီးအလုခပြန်မလာသေးပါကျွန်တော်အဲ့ဒီနေ့ကထမင်းစားရှင်စိတ်ကမရှိပါဘူး ကျွန်တော်မိမဖောက်ပြန်နေတာလားအရန်ကိုသိချင်နေပါတယ်ကျွန်တော်သူ့ဖုန်းကိုပဲအချိန်တိုင်းကြည့်နေမိတယ်သူ့ရဲ့အချိန်တွေကိုလည်းကြည့်နေပါတယ်သူကလည်းသူ့ဖုန်းကိုဘဲသွားသွားယူတယ်ဒါကြောင့်မလို့အခုရက်ပိုင်းတွေဇနီးအပြုတ်မှုတွေပြက်နေတာသတိထားမိပါတယ်ကျွန်တော်မိဘတွေအပေါ်အရင်လိုသဘောထားမပြည့်တော့သလိုကျွန်တော်အပေါ်မှာလည်းဆက်ဆံရေးကျဲနေပါတယ်ညရောက်တိုင်းတစ်ဖက်ချမ်းအတူတူမရှိပေမဲ့သူကလည်းသူ့ဖုန်းနဲ့လိုင်းတော့ ကျွန်တော်ကလည်းကျွန်တော်ဖုန်းနဲ့လိုင်းတော့သူစောစောအိတ်တဲ့ညတွေရှိသလိုကျွန်တော်စောစောအိတ်တဲ့ညတွေရှိပါတယ်။စကားအသိမပြောဖြစ်ကြပါကျွန်တော်တိတ်ကအကြောင်းအရာတွေကိုပြန်စင်းစားရင်ယောက်ျားသမီးဆိုင်စားတာနော်အမေအဖေတို့ကတော့ကြွေးပြီပြီသမီးလေးလည်းစားပြီပြီမိမရေချိုးအောင်မကြလားပြောပြီးရေချိုးခန်းထဲတော့ဝင်သွားချိန်ကျွန်တော်အကြံတစ်ခုကိုရလိုက်ပါတယ်။သူမမရှိခင်သူဖုန်းကိုရှာမယ်။ ကံကောင်းခြင်းဒါလားမသိတိတ်မရှာလဲရဘူးခုံမောင်မာတင်ထားတာတွေ့တယ်ပါဝါခလုတ်ကိုနှိပ်ကြည့်လိုက်တယ်အခုမှဒုက္ခပတ်စဝတ်နံပါတ်နဲ့ဖြစ်နေပါတယ်ဘလုံးမဖွင့်လို့မရပါဘူးဖုန်းကိုမသိမသာပြန်ချပြီးခေါင်းစားနေရပြန်ပါတယ်သူ့ဖုန်းရဲ့ FB ကိုယူကြည့်လို့မရအောင်ဘလို့လှူထားမလဲဆိုတာ အခုအချိန်တော်တော်ကြာကြာစဉ်းစားနေမိပါတယ်အဲ့ဒီအချိန်မှာဖေကြီးဂိမ်းဆော့မယ် ။တမိရေမပူစမ်းပါနဲ့ကွာ။အဖေကောင်းရှုံနေလို့။ဟင်းအင်းဂင်းစော့ကျင်နေ။တမိဂင်းစော့တဲ့ဂင်းကတမိမမေဖုန်းထဲမှာလေ။ပြောနေရင်နဲ့ကျွန်တော်မျက်နှာတစ်ခုလုံးပြုံးရွှင်သွားတယ်။ဟုတ်ပြီအခုမှအကျင်ရပြီ။ကျွန်တော်တမိလေးကိုရေကွင်းထဲကိုခေါ်လိုက်ပါတယ်။တမိဖေးကြီးပြုံးမယ်။တည်တည်ချာချာနားထောင်။တမိမမေရေချိုးခန်းထဲကထွက်လာရင်မမေ ဟိုမှာခုံမမာတင်းထားတယ်။ယူသွားပြီးဂိမ်းစော့ကျင်လို့ပူစာရောက်အောင်ပူစာနော်။ပြီးရင်ဖေဖေးစီကိုအဲ့ဒီဘုံကိုယူလာခဲ့။ဟုတ်ကဲ့ဖေ။ပြောလို့မှမကြားသေးဘူး။ဇနီးဖြစ်သူ ရေချိုးခန်းထဲကနေထွက်လာပါတယ်။တမီးလေးတော့ကျွန်တော်ပြောတဲ့အတိုင်းကြည်ကြနေပြီ။ကျွန်တော်ဇနီးလည်းခါတိုင်းလိုထင်ပြီးဖုံးပတ်စောက်ကိုဖွင့်ပြီးတမီးလေးကိုဂိမ်းစော့ဖို့ဖုံးပေးလိုက်ပါတယ်။သူကားတော့ဝေစားလေတနခါလူပေါ့။ တမီလေးဖုံးကိုကန်ပြီးကျွန်တော်စီပြန်လာတယ်။ဇနီးတနခါလူးနေချိန်ကို အမီဖုံးကိုကြည့်ရမယ်။ကျွန်တော်မှအချိန်တိတ်မရဘူး။ကျွန်တော်သူ့ဖုံးကိုကြည့်နေချိန်သူရောက်လာပြီးရိမ့်မိသွားမှလဲဆိုးရတယ်။တမီလေးကိုခဏချော်ထားပြီးဖုံးထားပြီးမဲဂိမ်းကိုပြန်ထွက်ပြီးလိုင်းဖွင့်ပြီးတော့ Facebook ထဲကိုဝင်လိုက်တယ်။ Messenger မှာစာတွေတက်လာတယ်။သူရေးစားလို့ထင်ရတဲ့အကောက်ကိုထောက်ကြည့်လိုက်ပါတယ်။ သူတို့အပြန်လန်ရေးထားတဲ့စာတွေကိုကျွန်တော်အမြန်ပို့ပြီးတော့ဖတ်ကြည့်လိုက်ပါတယ်။သိကြပါပြီ။တကယ်တိတ်တိတ်ပုံကြိုက်နေကြတာပဲ။စာဆက်ဖတ်ရင်အပြေမှာချင်းတွေဖို့ချင်းနေပါပြီ။ဒီဘက်လာပြည့်နေ့မြို့ထိပ်ကထူးဝင့်ဝါလပည့်ရည်ဆိုင်မှာတွေ့မယ်။ကောင်းလေးဘက်ကသူ့ကိုသိအောင်လို့အနီးရောင်အင်ကြီးကိုဝှက်လာမယ်။ဖက်နေရင်ကသမီးလေးရဲ့ နီးအတန်ကိုကြားတာနဲ့ချက်ချင်းလိုင်းပိတ်ပြီးဂိမ်းကိုပြန်ဖွင့်ပေးလိုက်ပါတယ်။သမီးလေးရင်မမေဖုံယူလာပေးပါဦး။ဟုတ်ကဲ့မေကြီး။အခုမှပဲရေနဲ့အပူလုံးကြီးကကြာသွားပါတယ်။ဇနီးမရိပ်စားမိလို့ပေါ့။အပူလုံးတစ်လုံးကြပေမဲ့အပူလုံးကြီးကတော့ရှိနေတုံးမှာ။အရင်ညာအတွေးလွန်နဲ့တညာလွန်အေးလို့မပြောခဲ့ပါ။ဒီနေ့လာပြင်းနေကျွန်တော်ဆိုင်မထွက်ဖြစ်ပါ။ ဇနီးကတော့သူ့အစီအစဉ်အတိုင်းသွားမှမလို့မနဲ့စောထမင်းချက်အလှရီပြင်ပြီးထွက်မယ်ပေါ့ယောက်ျားကြီးဒီနေ့လာပြင်းနေမလို့ဖုံးဆန်ကနေကြည်တို့နဲ့ဖျားသွားမှာနေကင်းလောက်မှပြန်လာမယ်အင်းမအလှပြင်းစင်တော့အပြူရှုံးပါတယ်ဆိုင်ကယ်ပေါ်တက်ပြီးတော့ကိုဖွင့်ပြီးနှိုးလိုက်ပါတယ်ဆိုင်ကယ်ကဘလို့မှနှိုးမရပါဒုက္ခပါပဲနေကြည်တို့တော့စောင့်နေလောက်ပြီး ယောက်ျားရေဒီတိုင်းကြည့်နေတော့မလားလာကူနှုတ်ပေးပါဦးကျွန်တော်ဆင်းသွားပါတယ်နှုတ်ပေးတယ်စက်တက်နဲ့လည်းမရကစ်နဲ့လည်းမရပါဘူးမိမရေလမ်းထိပ်ကကြော်ကြီးဆိုင်ခဲ့ပြင်းဆိုင်ပဲတွန့်သွားလိုက်တော့စီလဲရှိတယ်နှုတ်လို့မရတာဒုက္ခပါပဲအရေးကြီးပါတယ်ဆို ဆိုင်ခဲ့ကဆုတ်နေတယ်ယောက်ျားရေတွန့်လိုက်ပုတ်ပေးပါလားမိမဖျားသွားမှလေယောက်ျားကုသိုလ်ရပါတယ် တွန်းသွားလိုက်ပါမိမရဲ့ယောက်ျားအဖေနဲ့အမေကိုခေါက်ဆွဲကျွေးလိုက်အောင်မယ်ပြင်ထားပြီပြီတွန်းသွားလိုက်နော်နှာခမ်းကိုထော်ပြီးတော့တွန်းထွက်သွားပါတယ်ဇနီးခလန်းလန်းရောက်မှကျွန်တော်ဖုံးသလုံးကိုကောက်ယူလိုက်ပါတယ်အေးကျော်ကြီးငါကျော်ဟင်းအေးငါပြောမယ်နားထောင်ငါမိမခု ဆိုင်ကယ်တွန်းလာတယ်မင်းအဲ့ဒီဆိုင်မှာဝင်ပြင်လိုက်မယ်ဆိုင်ကယ်ကဘာမှမဖြစ်ဘူးပလက်ချွတ်တာလားမင်းနိုင်ဝဲလောက်နေရင်အချိန်ဆွဲတာပဲငါတခုခုလုံးဆရာရှိလို့ မနဲ့ကြရင်မင်းကူညီကငါပတ်စံပေးမယ်ဟုတ်ပြီလားကြည့်စုပဲကျွန်တော်ဖုံးချပြီးခဏမှပဲအိမ်ကစပိန်ကိုဆွဲပြီးမျိုးထိတ်ကထိုးဝင်သွားလက်ဖက်ရည်ဆိုင်ကိုအမြင်နှင်းသွားလိုက်ပါတယ်အဝေးကကျွန်တော်စနီဆိုင်ကယ်မောင်းလာတာကိုတွေ့တယ်ကျွန်တော်ကြိုးပေးပြီးတော့ထိုင်နေလိုက်ပါတယ်ကျွန်တော်စနီကျွန်တော်ဝမ်းကိုပဲတန်းတန်းလာမှကြိုးသိပါတယ်ဘာကြောင့်လဲဆိုတော့တဆိုင်လုံးမှာကျွန်တော်တယောက်တည်းအင်းချီနေဝတ်ထားလို့လေ တဖြည်းဖြည်းနဲ့ခြေတံတွေကနီးလာတာကြားရပါတယ်။ကုကျော်စွာဟုတ်ပါတယ်နော်။ကျွန်တော်လှည့်ကြည့်လိုက်တော့ဟင်ယောက်ျားကျွန်တော်ဇနီးမျိုးလုံးပြူမျက်စံပြူနဲ့ဖြစ်သွားပါတယ်။ယောက်ျားကဘယ်ကနေဘလို့ဒီကိုရောက်နေတာလဲ။အင်ဂျီနီကရောယောက်ျားစီမှာဒီလိုအင်ဂျီနီရောမရှိပါဘူး။ယောက်ျားကအနီရောက်မကြိုက်ဘူးဆို။ထိုင်းမှာအုံမေးမှရဲ့မိမမီးတော့ကိုမဖြေသေးခင် မိမခနေကြည်တွန်းနဲ့ဖျက်သွားမယ်ဆိုဘလို့လုပ်ပြီးဒီလက်ဖဲ့ဆန်ကိုရောက်လာတာလေဟိုဒီဆိုင်မှာအရင်ချင်းထတာဒါဆိုရင်ကြောစွာဆိုတဲ့တယောက်ကရောမိမတို့ဖုံးဆန်ကပဲလားဘာရညာနေရလဲယောက်ျားကုန်တည်ပြီးပြီလားတောင်းမှမှာတဲ့ယောက်ျားရင်လာမငူပြနေတော့လက်ဖဲ့ဆန်မှာအင်းပြက်မယ်အင်းကိုရောက်တော့အကြောင်းအဆုံကိုရှင်းပြလိုက်ပါတယ် သူလည်းကျွန်တော်ကိုဒူးထောက်ပြီးတော့တောင်းပန်နေကျွန်တော်ခွင့်လွှတ်ပေးလိုက်ပါတယ်ကျွန်တော်လည်းမားခဲ့တာပဲကျွန်တော်လည်းကျွန်တော်အပြစ်တွေကိုဝန်ခံခဲ့ပါတယ်နောက်တစ်ခါနှစ်ယောက်စလုံးမမားချဖို့ကတိတွေကို ပေးခဲ့ကြတယ်နောက်တစ်နေ့ထိုးဝင်ွာလက်ဖက်ရည်ဆိုင်မှာတော့ထိုက်ညီလေဟုတ်မနေ့ကအချိန်မရလို့ကောင်းကောင်းစကားမပြောလိုက်ရဘူးဒီမှာမင်းရည်နီဓာတ်ခကိုကြီးအင်ကြီးပါဘာပဲဖြစ်ဖြစ်အကိုကြီးကိုကျေးဇူးတင်တယ် ျွန်တော်ကမသိလို့မှားခဲ့ပေမဲ့အကိုကြီးကသာမရခိုးဖမ်းပြီးစိတ်ဆိုးပြီးလှုပ်ချင်တာလုပ်မယ်ဆိုရင်ကျွန်တော်အခုချိန်အချုပ်ထဲရောက်နေလောက်ပြီအခုလိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြည့်ရှင်းသွားတဲ့အကိုကြီးကိုအယံလေးစားတယ်ကျေးဇူးလည်းတင်ပါတယ်အေးမကွာလူဆိုတာဖောက်ပြန်တတ်တဲ့အမျိုးလေယောက်ျားမိန်းမမခွဲကြပါဘူးဖောက်ပြန်တတ်ကြပါတယ်လူတိုင်းမားနဲ့မကင်းကြဘူးလေတစ်ချိန်တစ်ခါမားထက်ကြပါတယ်ခွင့်လွတ်ပေးလို့ရပါတယ် အချိန်ချင်းမလာရင်တော့မကောင်းဘူးပေါ့အကူလဲဝင်ခန့်ပါတယ်အမမကင်းပါဘူးအကိုကို နောင်တရနေပါပြီ အကိုမိမပေါ့အကိုသစ္စာရှိပါတော့မယ်ညီလေးလဲညီလေးဘွားကိုအကောင်းဆုံးတိဆောက်ပါငေးပါသေးတယ်ပေဖို့ကမိမတွေကိုမယုံပါနဲ့ဘယ်သူမှမသိဘယ်ကမှမသိညီလေးအခုအဖြစ်ပြက်ကိုသင်ခန်းစာယူပါ တချိန်ချင်းမှာအိမ်အောင်ကြခရင်လဲကိုစနီးမရပေါ့တိဆာရှိရှိချစ်ပါ ျော်ရှင်တဲ့မိသားစုဘွားကိုတိဆောက်ပါကိုဘက်ကကောင်းမှသူ့ဘက်ကလည်းပြန်ကောင်းမှာပါဂျေစုထူးတင်ပါတယ်ကိုကြီးရာအရင်လည်းလေးစားပါတယ်ကိုကြီးစကားကိုအမြဲမှတ်ထားပါမယ်ကားပေါ်တက်လက်ပြနှုတ်ဆက်တဲ့ညီလေးကိုလက်ပြနှုတ်ဆက်ရင်ကျွန်တော်ကောင်းတဲ့ဆက်ဆက်ညှိနေပြီးတော့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့တော့ပါပြီဇလန်းလေးကိုအဆုံးထိလိုက်နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ